ပင်္ဂလာပါရှင်။ဝတ္တမီဒီယာ channel ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ရက်ပိုင်းကအင်အားပြင်းရှင်လှုပ်ခဲ့ခဲ့ပြီးနောက်ရက်ပိုင်းကြမှာပဲမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျိုလီပစ်ရှော်ကမြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့အစည်းတွေကိုအပြစ်ခတ်ရက်စဲဖို့တောင်းဆိုခဲ့ပါတယ်။ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျိုလီပစ်ရှော်ရဲ့တောင်းဆိုမှုတွေထပ်ပေါ်လာခဲ့ပြီးနောက် energy နဲ့တိုင်းသာလက်နက်ကိုင်အဖွဲ့တချို့ကအပြစ်ခတ်ရက်စဲရေးကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။ ဒါပြင် NASA ကအစိုးရအဖွဲ့ကလည်းဧပြီလ2ရက်နေ့မှာအပြည့်ခံရက်စရည်ကြေညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ဒေသခံပိုင်းထဲမှာတော့ NASA ကအစိုးရရဲ့အပြည့်ခံရက်စရည်ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်တယ်လို့အပြည့်ခံရက်စရည်ကြေညာထားတဲ့ NUG နဲ့တိုင်းဒါလနဲ့ကအဖွဲ့တချို့ရဲ့လောက်ရတွေကဝေဖန်ကြရည်ဖြစ်နေသလားဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ Mota Media Channel ကို Subscribe နဲ့ Like and Share လုပ်ပေးပါအောင်ရှင်။ ်ပြည်သက်ကြီးရင်မြန်မာနိုင်ငံမှာမလ28ရက်နေ့ကအင်အားပြင်းငရံလှုပ်ခတ်ခဲ့ပြီးနောက်လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေကုညီပံ့ပိုးနိုင်အောင်မြန်မာနိုင်ငံရှိလက်နက်ကန်အဖွဲ့အစည်းအားလုံးကိုအပြည့်ခက်ရက်စဲဖို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျိုလီပေရှော့ကတိုက်တွန်းတောင်းဆိုခဲ့ပြီးနောက်ရပိုင်းကြမှာပဲ NASA ကဟာငရင်ရိုက်ခတ်မှုအပေါ် ကိုကြီးကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ရှိရဲချက်နဲ့ယာယီအပြည့်ကရက်စဲသွားမယ်လို့နာဆာကအဆိုရကအေဗီလာ၂ရက်နေ့မှာတရင်ထုတ်ပြန်ထားပါတယ်။မလ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငရဲ့နဲ့နောက်ဆက်တွဲငရဲ့တွေကြောင့်မြန်မာနိုင်ငံမှာလူပေါင်းထောင်ချီတည်ဆုံခဲ့တယ်လို့အမိုင်းဝင်အစာအုပ်တွေအပါဝင်အစာအုပ်ပေါင်းထောင်တောင်ချီထိခိုက်ပျက်စီးခဲ့ရပြီးရုရှားနဲ့တရုတ်နိုင်ငံအပါဝင်နိုင်ငံတကာကူညီကယ်ဆယ်အဖွဲ့တွေက မြန်မာနိုင်ငံကငွေချင်းပေးတဲ့သူတွေကိုဝိုင်းဝန်းကူညီပေးရရဲ့ရှိနေပါတယ်။ငွေချင်းပေးကြောင့်မြန်မာပြည်သူတွေဟာလူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေလည်းလိုအပ်ချက်ရှိနေပြီးတော့လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးဖို့နိုင်ဖို့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကစီစဉ်ဆောင်ရွက်နေရလို့သိရပါတယ်။မြန်မာနိုင်ငံမှာငွေချင်းလုတ်ခဲ့ခဲ့ပြီးနောက်ရက်ပိုင်းအကြာအေဗီလာတရရနေမှာပဲမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ကငွေချင်းနဲ့ပတ်သက်ပြီး တရင်ထုတ်ပြန်ခဲ့ပြီးတော့အဲ့ဒီထုတ်ပြန်ချက်တည်းမှာလည်းလည်းကအဖွဲ့အစည်းအလုံးဟာနေရင်ဘေးတန်ခင်ရသူတွေကိုလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ဖို့အကူအညီပေးနေတဲ့သူတွေကိုဘေးကင်းစွာနဲ့လုပ်ငန်းတွေလုပ်ကင်ဖို့ခွင့်ပြုပေးရမယ်လို့တောင်းဆိုထားပါတယ်။ဒါပြင်တဘာဝဘေးသင့်ဒေသတွေမှာစည်ရေးဆောင်ရွက်ချက်တွေနဲ့ဆက်လက်လှုပ်ဆောင်မှုတွေကအသက်ဆုံးရှုံးနိုင်ခြင်းရှိနေပြီးတော့နေရင်ဘေးသင့်သူတွေကိုတုံ့ပြန်ကူညီဖို့ထိခိုက်နေတာပဲရှိရလို့ဩစတြေးလျအင်္ဂါရေးဝန်ကြီးဟောင်း ဂျူလီပီရှော့ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီပီရှော့ကအကြမ်းဖက်မှုတွေကိုပြစ်တင်ရှုံးချကြောင်းရန်လိုမှုတွေကိုချက်ချင်းအဆုံးသတ်ဖို့မြန်မာနိုင်ငံရဲ့ပဋိပက္ခဖြစ်စဉ်တွေမှာပါဝင်နေတဲ့အဖွဲ့အစည်းအလုံးကိုတိုက်တွန်းတောင်းဆိုတယ်လို့ပြောပါရယ်။မရင်ဘေးတင်သူတွေကိုအသေးကဲအကူအညီပေးပေးနိုင်ဖို့ကိုကြီးကဲစဲအလို့သမားတွေအပါအဝင်အရက်သားအလုံးကိုကာကွယ်ပေးဖို့ နေ့ကအဖွဲ့စည်းအားလုံးအာယုံဆိုင်လှုံ့ဆော်ရမယ်လို့လည်းမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထွေးကိုယ်စားလှယ်ဂျူလီပီရှော့ကတောင်းဆိုထားပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်နေ့ကအင်အားပြည့်ငရှင်လှုပ်ခတ်ခဲ့ပြီးနောက်နာဆာကတပ်တွေရဲ့တံပြန်ထိုးစစ်ဆင်မှုတွေဟာအရင်ထက်လျှော့ကြခဲ့တယ်လို့နာဆာကအဆိုရအဖွဲ့ကလည်းအင်အားပြည့်ငရှင်ကြောင့်တိကျပျက်စီးဆုံးရှုံးရမှုတွေအတွေ့မလ31ရက်နေ့ကနေအေဗီလာ၄ရက်နေ့တိ9ရက်တာကာလကို နိုင်ငံတော်အဆင့်ဝန်းနေခြင်းအထိမ့်မဲ့နေ့ရက်ဖြစ်သတ်မှတ်ကနိုင်ငံတော်အလန်တိုင်တဝက်လွင့်တူကဝန်းနေခြင်းအထိမ့်မဲ့လှုပ်ဆောင်ဖို့တည်ထုတ်ပြန်ထားပါတယ်။မရင်ဘေးတန့်ခံရတဲ့ပြည်သူတွေအတွက်ထိရောက်တဲ့ကယ်ဆယ်လုပ်ငန်းတွေစောင့်ရဲနိုင်ဖို့ရက်ကလန်နဲ့ကအဖွဲ့ AA ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ NGO တို့ကတစ်ဖက်သက်ယာယီအပြည့်ရက်တယ်လို့ပြီးခဲ့ရပိုင်းမှာကြေညာခဲ့ပေမယ့်နာဆာကတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေရှိခဲ့ရ NUG နဲ့ညီနောင်မဟာမိတ်သုံးဘွဲ့ရဲ့လှုပ်ရက်တွေဟာ အပြောတချောင်းအလုတ်တမျိုးနဲ့နိုင်ငံတကာကိုဟန်ဆောင်လိမ့်လည်နေရမျိုးဖြစ်တယ်လို့ဝေဖန်မှုတွေလည်းမြင့်တက်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်ကရလနဲ့ကအဖွဲရိဟာနာဆာကရဲ့ကာကင်းတက်စကန်ဖြစ်တဲ့ဝမ်မလန်စကန်ကိုအင်အားသုံးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရလို့အေဗီလာတရံနေကသတင်းထုတ်ပြန်ခဲ့တယ်လို့ဘက်ကလနဲ့ကအဖွဲအေအေဟာလည်းညောင်ကျိုးစကန်ကိုအေဗီလာနှစ်ရံနေကတိုက်ခိုက်တာပဲရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။တိုင်းနာလနဲ့ကအဖွဲနဲ့ PDF အဖွဲတွေဟာ နာဆာကတက်တွေကိုရန်စတဲ့ပုံစံမျိုးတိုက်ခိုက်တာပဲရှိခဲ့ပေမယ့်နာဆာကကတော့အေဗီလာ၂ရက်နေ့ညပိုင်းမှာငရင်ကြောင့်ထိခိုက်ခံစားနေရတဲ့တနိုင်ငံလုံးရှိပြည်သူလူထုကိုစာနာထောက်ထားနားလည်တာကြောင့်အေဗီလာ၂ရက်နေ့မှာ22ရက်နေ့ထိအပြစ်ကတ်ရက်စဲထားမယ်လို့ကြေညာခဲ့ပါတယ်။နာဆာကရဲ့ထုတ်ပြန်ချက်ထဲမှာဓာတ်ရီပြစ်ကတ်တိုက်ခိုက်မှုထုတ်ပြန်ကြေညာထားတဲ့ကာလအတွင်းဒိုင်းနာလနဲ့ကအဖွဲ့တွေနဲ့တခြားလနဲ့ကအဖွဲ့တွေအနေနဲ့အများပြည်သူအသွာလာအတုံးပြူလျက်ရှိရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောက်ရှဲတိုက်ခိုက်ခြင်းနဲ့ထိခိုက်ပျက်စီးစေခြင်းပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကို ထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်ရရှိရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေကိုတိုက်ခိုက်ခြင်းတပ်ဌာနချုပ်တွေကိုနှောက်ရှဲတိုက်ခိုက်ခြင်းရဲစခန်းကိုထိခိုက်ပျက်စီးစေမယ်အင်အားစုဆောင်ခြင်းပြင်ဆင်စုဖွဲ့ခြင်းနေမြေချက်တွေခြင်းတွေကိုမပြုလုပ်ဖို့နဲ့အဲဒီလိုဆောင်ရွက်လာပါကပြည်သူလူထုကိုကောက်ွယ်မှုဖြင့် လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာအင်အားပြေငရင်လောက်ခဲ့ခဲ့ပြီးနောက်ပိုင်းဒိုင်းသားလည်းနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာ NASA ကရဲ့ကယ်ဆယ်ရေးရှင်တန်းတွေကိုခြုံကိုတိုက်ခိုက်ခဲ့ရပဲရှိခဲ့တယ်လို့ NASA ကရဲ့ပုံရိပ်နဲ့ကုန်သိက္ခာကိုကြာစင်းစေဖို့ရည်ရွယ်ပြီးတော့ဖန်တီးလှုပ်ဆောင်တာတွေလည်းရှိနေတယ်လို့သိရပါတယ်။စီးရေးစိတ်ဝင်စားသူတို့ကတော့ NUG ကတစ်ဖက်သက်အပြည့်ရတယ်လို့ရောင်ပြကြေညာထုတ်ပြီးနာမည်ကောင်းယူဖို့လုပ်တယ် လျောက်ကန် PDF တွေကတမရော်ရဲ့ကေဆေးရန်တမ်းတွေကိုကြုံရင်ကြုံတယ်လို့ချုံကိုတိုက်ခိုက်တာလုပ်တယ်။မကြုံရင်လည်းမကြုံကြုံအောင်လုပ်ပြီးချုံကိုတိုက်ခိုက်တာပဲလုပ်တယ်ဆိုပြီးတော့ဆိုပါတယ်။လက်ရှိချိန်ကလူပေါင်းထောင်စီတည်ဆုံးစေခဲ့တဲ့အင်အားပြည့်ငွေရှင်ကြောင့်မြန်မာနိုင်ငံအပေါ်နိုင်ငံတကာကစောင့်ကြည့်နေတယ်လို့နိုင်ငံတကာကေဆေးအဖွဲ့တွေရောက်ရှိကူညီနေရတဲ့ကြောင့်နိုင်ငံတကာရဲ့အာရုံစိုက်မှုတွေကအရင်ထက်ပုံမရရှိနေတဲ့အခြေအနေဖြစ်ရာတိုင်းဒါလနဲ့ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေက နာဆာကပေါ်ဖီးယားတွေပုံမဖြစ်လာစေဖို့လောက်ကျန်ဖန်တီးတာတွေမျိုးကိုရည်ရွယ်လှုပ်ဆောင်မှာစိုးရိမ်ရှားတဲ့တွင်နာဆာကအနေနဲ့တည်င်းမာတွေနဲ့ပတ်သက်ပြီးတောင်းပြန်ဖြေရှင်းမှုတွေကိုကြကြင်လှုပ်ဆောင်သင့်တယ်လို့စီအစိတ်ဝင်စားသူတို့ကအခုလိုမျိုးသုံးသပ်ပြောဆိုထားပါရဲ့ရှင်။အော်မလင်တန်ခံစားနေရတဲ့အချိန်မှာပဲဒီပြက်မီဒီယာတွေနဲ့သဘုံမီနဲ့အဲဟန်ချက်ညီညီ ဟန်ချက်ညီညီပေါ့လေတောင်နဲ့တောင်အတိုင်ဖောက်ညီညီနဲ့ဘာတွေလုပ်နေကြလဲဆိုတော့မြန်မာစစ်တပ်ကတပ်မတော်ကနေပြီးတော့အဲသဘုံတွေကိုဒီလိုမလင်းတရန်းနေပြီးလို့မလင်းတန်ကြောင်းအဲပူဆေးတော့ကရောက်နေတဲ့အချိန်မှာဘယ်ဘုံကျဲနေပါလဲဆိုပြီးတော့လင်ညာပြီးတော့တင်ပြနေတယ်။အဲ့တော့အဲဘုံကျဲတဲ့ဥစ္စာလေအဲ့ဒေတာကို သက်ဆိုင်တဲ့လူတွေကမေးကြည့်ရတာမှပုံကျတဲ့လေးမြန်လည်းမတွေ့ဘူး။ပါလည်းမတွေ့ဘူးဆိုတဲ့အခါကျတော့သူတို့ကပဲသူတို့ကသူတို့ဘုံခွဲပြီးတော့မှလေးမြန်ဘုံကျတဲ့လူများပြောတာလားပါလားပေါ့လေ။အဲ့ဒါကိုလည်းပြည်ကျဲမီဒီယာတွေကသဘုံပြောတာဒီကိုမှန်လားမမှန်လားတော့တီဗီကျမယူဘဲနဲ့မှန်လားပြီးမှခဏတင်နေတာတွေ့တယ်။တရင်ဖြစ်နေတင်နေတာတွေ့တယ်။အဲ့ဒါကအဲ နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့ကဒါဝူတော့စောင့်ကြည့်ဖို့လိုမယ်။ဘာကြောင့်လဲဆိုတော့အခုအပြည်ပြည်ဆိုင်ရာကကယ်ဆယ်ရေးအဖွဲ့တွေကနေရာတိတိမှရောက်နေတယ်။ဆိုတော့မင်းရပဲတယောက်တွေးလိုက်တယ်။ဂျပန်ကကယ်ဆယ်ရေးအဖွဲ့ရနေပြီးတော့ဘာပြောနေလဲဆိုတော့သူ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 ကဒါကဘာကိုလွှင့်နေရတော့ဘာပြောသလဲဆိုတော့အဲ မြန်မာနိုင်ငံပေါ့လေအဲတပ်မတော်အစိုးရယူပြီးရဲ့နောက်ပိုင်းမှာအဲအရန်ကိုပြည်သူတွေကအရန်ကိုဒုက္ခရောက်နေတယ်ကိုစည်းနှုတ်နဲ့ကြီးနေတယ်ဆက်သုံးစည်းဆက်သုံးစည်းတွေလည်းကားတွေတန်းစီနေရတယ်လိုချင်သလောက်လည်းမရဘူးပေါ့လေအဲ့လိုအချိန်မှာပဲဒီလောက်မလင်တာခံပြီးကုဆွေးတော့ကရောက်နေတဲ့အချိန်မှာဘယ်မြန်မာစစ်တပ်ကဘုံကျဲနေတယ်ဆိုတဲ့သတင်းကြီးကြားရတယ်ဆိုတော့ဒါသူကယ်ဆယ်ရေးတမားတယောက်အနေနဲ့ပြောရမယ့်စကားမဟုတ်ဘူး ေဇေးသမားတယောက်နေနဲ့ပြောရမယ့်စကားကသူကေဇေးတဲ့ဥစ္စာဘယ်နှယောက်ကိုအသက်ရှင်နေရဲ့ဘယ်နှဦးကတင်ပေးလိုက်ပြီးအဲ dead body ပေါ့လေဘယ်နဲ့တစ်ခုကိုဒါဟိုဟိုကဲထုတ်ပေးလိုက်နိုင်ပြီးဒါတွေပဲသူတင်ပြအောင်ပါဒါတွေပဲပြောအောင်ပါเนาะဒီစီရေးတဲ့နဲ့ပတ်သက်လို့သူဒီလိုဟာလာเนาะဒီပြည့်မီဒီယာတွေကတင်ပြနေတဲ့ဥစ္စာတွေကို တော့ကိုးကားပြီးတော့ပြောတာတွေကမှန်သလားမှန်သလားဆိုသူလည်းသိတာမဟုတ်ဘူးဆိုတော့ဘမပြည်လာပြီးတော့ဒါတွေကိုပြောနေတာကအဲဒါစော်ကားနေတယ်လို့ပဲအဲ့ဒါတွေကိုနိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့ကချက်ချင်းထုတ်ပြန်ရမယ်မဟုတ်ဘူးဆိုတော့ထုတ်ပြန်ရမယ်နောက်တစ်ခုကအဲ့လိုကယ်ဆယ်ရေးအဖွဲ့ဒီကိုလေသိအောင်လို့ပြောတာမှာပေါ့နော်အဲမိမိတို့နဲ့သက်ဆိုင်တဲ့ကယ်ဆယ်ကိစ္စတွေပဲပြောပါတတိယအနေနဲ့ထုတ်ပြန်မှာ channel အဲဟိုမိမိတို့မသိတဲ့တေချာမသိနိုင်တဲ့ဟိုစီရေးကိစ္စတွေသဘုံကိစ္စတွေနောက်ပြီးတော့ပြည်ပြမီဒီယာတွေဒီကနေပြီးတော့မြန်မာနိုင်ငံအထိမှန်ပြတာတွေမီဒီယာတွေကပြောတဲ့စကားတွေကိုးကားပြီးတော့ပြောတာတွေကိုဆင်ခြင်ဖို့လိုကြောင်းဒါတက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကကယ်ဆယ်ရေးအဖွဲ့တွေကိုပြောပြတော့ဘူးတော့လိုမဲလို့တင်ပြချင်ပါတယ်